အကယ်ဒမီမျော်မှန်းထားတဲ့ဇာတ်ကားဖြစ်တာကြောင့်အသားငါရှောင်ပြီးပါတေချာရိုက်ကူထားတဲ့ဝင်းမုံရွှေရဲ့နတ်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးပရိသတ်များလုံးမဲမင်္ဂလာပေါင်းမာတဘန် page ကနေကြေဆွလိုက်ပါတယ်မြန်မာနိုင်ငံကထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့ဝင်းမုံရွှေကတော့နှစ်နှစ်ဆက်တိုက်အကယ်ဒမီရရှိဖို့တေချာနေခဲ့ပြီဖြစ်ပါတယ်ဝင်းမုံရွှေကပြီးခဲ့တဲ့နှစ်ကတိမ်ပကြီးရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံးအမျိုးသမီးတရုတ်ဆောင်ဆုကိုရခဲ့ပြီးဒီနှစ်မှာလည်းနဝဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီရောင်းမယ်ဆိုတဲ့ခန့်မှန်းချက်တွေထုတ်ပေါ်နေတာဖြစ်ပါတယ်။နဝဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးကမမြင်ရတဲ့ ப்ர လော့ဂ သားတွေနဲ့ထူဆန်းဖွယ်ဖြစ်ရပ်တွေကိုအခြေတင်ရိုက်ကူးထားတာဖြစ်ပြီးဝင်းမုံရွှေကဇက်ဆောင်မင်းသမီးအဖြစ်ပအဝင်တရုတ်ဆောင်ထားသလိုအလင်းရောင်ချာလီတို့လိုနာမည်ကြီးမင်းသားတွေကလည်းပအဝင်တရုတ်ဆောင်ထားတာရှိန်နဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးကရုံတင်ကစားမှတင်တရုတ်ဆောင်တွေရဲ့အရှင်ရွာကြောင့်ရော စိတ်လုံရှား၆ချဝယ်ရာဇလန်းစကွက်တွေကြောင့်တေချာပေါအကယ်ဒမီတန်းဝင်ဇကာတကာဖြစ်နိုင်ကြောင်းထင်ကျေးပေးခံထားရတာပေါ့ဒီရုပ်ရှင်ဇကာကြီးကမြင်အပ်မမြင်အပ်တွေနဲ့ပတ်သက်ဆက်နွယ်တာတွေကိုရိုက်ကူးရတာကြောင့်ဒရိုက်တာအပေါင်းဝင်တယုတ်ဆောင်အလုံးကဂယုတဆိုင်ရိုက်ကူးခဲ့ရတာပေါ့အကယ်ဒမီခံမှန်းခဲ့တဲ့ဇကာဖြစ်တာကြောင့်လည်းအဆောက်အအုံရာကိုပြင်ဆင်ခဲ့ရတဲ့ရှင်နဝင်တဲ့ရုပ်ရှင်ဇကာကြီးဖြစ်မြောက်ဖို့အတွက်ဒရိုက်တာဝင်းလွင်ကိုရိုင်းကအသားငါးတွေကိုရှောင်ပြီးရိုက်ကူးခဲ့ရတာပေါ့နဝင်တဲ့ဆိုတဲ့အတိုင်းနတ်ကြီးရဲ့ဇကာဖြစ်တာကြောင့်တယုတ်ဆောင်တိုင်းကလည်းဂယုတဆိုင်နဲ့ပေပေပမန်တယုတ်ဆောင် င်ခဲ့ရကောင်ဝင်းမုံရွှေကတော့အဓိကနဝင်တဲ့ဇက်ကောင်ဖြစ်တာကြောင့်ပို့ပြီးတော့ပင်ပင်မမတ်တရုတ်ဆောင်ခဲ့ရပါတယ်ဝင်းမုံရွှေကအရင်နှစ်ကတိမ်မကြီးရုပ်ရှင်စကားကြီးနဲ့မတူကွယ်လွဲတဲ့ဇက်ရုပ်ကိုပြ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 တရုတ်ဆောင်ခဲ့တာကြောင့်နဝင်တဲ့ဇက်ကားနဲ့လည်းအကယ်ဒမီရနိုင်ကြောင်ထင်ကြေးပေးခံနေရပါတယ်ဆိုမြတ်သူစာတို့လိုအနုပညာလောကသားအချင်းချင်းကတော့ဝင်းမုံရွှေရဲ့နဝင်တဲ့ကအကယ်ဒမီရနိုင်ကြောင်ခံမှန်းလာခဲ့တာပါ တချို့ကတော့နဝင်တဲ့ရုပ်ရှင်ဇာကားကကောင်းပြီဖြစ်စေမကောင်းပြီဖြစ်စေခရိုနီအမျိုးသမီးဖြစ်တာကြောင့်အကယ်ဒမီကထေချာပေါက်ရနိုင်တယ်ဆိုပြီးခမန်းပြောဆိုနေကြတာပေါ့နဝင်တဲ့ရုပ်ရှင်ဇာကားကြီးကပုံမှန်မြင်နေကြမြန်မာဇာကားတွေနဲ့မတူပဲကွဲလွဲနေတဲ့ဇာကားဖြစ်တာကြောင့်ဝင်းမုံရွှေရဲ့အတွက်သာမကောင်းဇာကားတစ်ခုလုံးအတွက်ပါမျောလင်းလို့ရနေတာပေါ့မြန်မာဟော်ရာဇာကားတွေလိုမြင်ဘူးနေကြပုံတွေမဟုတ်ပဲထိုင်းကဆန်ဆန်ရိုက်ကူးထတာကြောင့်အမြင်ဆန်းသိနေခဲ့ပါတယ်မြန်မာဟော်ရာဇာကားတွေတိုးတက်လာပြီလို့တောင်ပြောလို့ရတဲ့အထိထွေလာမရင် မိမိုက်နေတာပေါ့ ဒါပေမဲ့တချို့ကလည်းနဝင်တဲ့ရုပ်ရှင်စကားကြီးကနမည်ကြီးထိုင်းတရေကတခုကိုတပုံစံနဲ့တူအောင်ကူးချထားတယ်လို့ဝေဖန်နေကြတာပါပိုစတာကအစား theme song ဇလန်ပလော့တွေတော်တော်များများတူနေတဲ့အထိကူးချထားတာမလို့ copy ကားရလို့တောင် blame ကြတာတွေလည်းရှိနေပါတယ် ဒါပြင်ဝင်းမွန်ရွှေရဲ့ခရိုနီရဲ့မိမပါဝါနဲ့အကယ်ဒမီရနိုင်တဲ့အပေါ်လဲသဘောမကျသူတွေရှိနေပါတယ်ဘလို့ပဲဖြစ်ဖြစ်ယောက်ျားဖြစ်သူကိုနိုင်ဖြိုးကျော်ကြောင့်အကယ်ဒမီကတေချာနေပြီးတောက်လို့လဲယူဆထားကြတာပေါ့ဇာကားချစ်ပြီးသူတချို့ကလည်းထရီလာမှာပြတ်တလောက်မကောင်းပဲအရင်ဟော်ရာကားတွေလိုအဖျားရှုသွားကြောင်း review တွေလည်းရေးလာကြပါတယ်ဒါပေမဲ့နဝင်တဲ့ရုပ်ရှင်ဇာကားကတော့ဒီနေ့အကယ်ဒမီဆင်းဝင်လာနိုင်ခြင်းရှိတာတေချာနေသလုံး writer တွေကအဆောင်တယုံဆောင်တွေအဆောင်အသားစိတ်ငါးစိတ်တွေကိုရှောင်ပြီးတော့အောင်စူးစမ်းထားတာကြောင့်အကယ်ဒမီအတွက်အားခဲထားကြတာဖြစ်ပါတယ် ပရိသတ်တို့အနေနဲ့ရောနဝင်တဲ့ရုပ်ရှင်စကားကြီးနဲ့ဝမ်မွန်ရွှေကအကယ်ဒမီရသွားနိုင်တယ်လို့ထင်လားရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။